တတိယကမ္ဘာစစ်ကိုရှောင်နေတာကြောင့်ရုရှားသမ္မတကိုကယ်ဆယ်ခဲ့ကြရတဲ့အမေရိကန်ရေတပ်ဒီနေ့ကျွန်တော်တို့တင်ဆက်ပေးသောမှာကတော့မင်းသားကျော်ဂျေရက်ဘတ်တလာခေါင်းဆောင်ရိုက်ကူးထားတဲ့နာမည်ကျော်ရုပ်ရှင်ဇာတ်ကားတစ်ခုလည်းဖြစ်တဲ့ Hunter Killer ဆိုတဲ့ဇာတ်ကားလေးဖြစ်ပါလိမ့်ရင်းငိုတင်မောတွေကြားရကဆေးလုံရှားပွေရာတိုက်ပွဲတွေကိုရင်တပေါင်းမနဲ့ကြည့်ရှုရစီဖို့အတွက်တင်ဆက်ပေးလိုက်တာပဲဖြစ်ပါလိမ့်ဆက်စချင်းမှမြင်တွေ့ရမှာကတော့ Tampa Bay လို့ခေါ်တဲ့အမေရိကန်စစ်သင်္ဘောတစ်စင်းဟာရုရှားရင်းငိုတင်မောကိုနေရဲ့နောက်ကိုလိုက်နေခဲ့တာကိုမြင်ရမှာဖြစ်ပါလိမ့် ရင်ကုန်တင်မောနှစ်စင်းဟာဂိုက်400လောက်အကွာမှာရှိနေကြပြီးတော့ရုရှားတင်မောကတော့သူတို့နောက်မှာအမေရိကန်တင်မောပါလာတာကိုမသိသေးပါဘူး။ခဏနေတော့အမေရိကန်တင်မောတွေကစစ်သားတွေဟာခြေလောင်လာတဲ့ပောက်ကွဲတံကြီးတစ်ခုကိုကြားလိုက်ရပါတော့တယ်။အဲဒါကတော့သူတို့ကောင်းပေါ်တဲ့တဲ့မှာရှိနေတဲ့တခြားရင်ကုန်တင်မောတစ်စင်းကသူတို့ကိုတိုက်ခိုက်လာတာဖြစ်ပါတယ်။အဲ့တော့သူတို့လည်းအန်ဒီယေကိုရှောင်ရှားဖို့အတွက်ရေအောက်ပေ900အထိကိုတင်းမော့ကိုဆွဲချပေးမိလေ။အချင်းကနောက်ကျသွားခဲ့တာကြောင့်အပေါ်ကပြစ်လိုက်တဲ့တော်ဘီဒိုတို့ကတင်းမော့ကိုယ်တွေကိုထိမှန်သွားခဲ့ပါဗျ။ ဒီတော့ဗီဒီယိုကြောင့်အမေရိကန်ရင်ငုတ်တင်းဘောဟာပောက်ကွဲသွားပြီးတော့လိုက်ပါလာသူစစ်သားအလုံးနဲ့ကြာဆုံးသွားခဲ့ရပါတယ်။ဒီသတင်းကိုတော့ဌာနချုပ်ကဘုံမှု face ကတည်သွားခဲ့ပါပြီ။တင်းဘောပေါ်ပါလာတဲ့အချက်ပြစနစ်တွေလမ်းပြစနစ်တွေကတော့ကောင်းနေပြီမဲ့လေ။တင်းဘောနဲ့အဆက်အသွယ်ပြတ်တောက်သွားခဲ့တာဆိုရင်အချိန်အားဖြင့်အချိန်နှစ်နာရီကျော်လွန်သွားခဲ့ပြီပဲဖြစ်ပါတယ်။ဒီကိစ္စကိုဘုံမှု face ကဘုံမှုချုပ် Charles နဲ့တိုင်ပင်ပါတယ်။ Charles ကတော့တင်းဘောပေါ်မှာပါသွားတဲ့လျှက်ဝဲချက်လက်တွေကိုပို့ပြီးတော့စိတ်ဝင်စားနေသူပါ။ face ကတော့ဒီတင်းမိုးပေါ်မှာစစ်သားအယောက်130လောက်ထိပါသွားတာကိုပိုပြီးစိတ်ပူတင်ကြောင်း charge ကိုပြောနေခဲ့ပါတယ်။ဒီ130လုံးဒေသလားရှင်သလားဆိုတာလဲဌာနချုပ်ကလည်းမသိရလို့စိတ်ပူနေခဲ့ကြပါတယ်။ဒီချိန်မှာအေးလူတွေမဲလိုက်ထွက်နေတဲ့ဂျိုးဆိုတဲ့သူတယောက်ရှိပါတယ်။သူစီကိုရေတက်ဌာနချုပ်ကဖုန်းဆက်ခေါ်ပြီးတော့အခုလာနေတဲ့လေရင်ပေါ်တက်လာခဲ့ဖို့အမိန့်ပေးလိုက်တယ်။သူ့ကိုဆင့်ခေါ်လိုက်ရတဲ့အကြောင်းရင်းကတော့အာဂန်ဆက်ဆိုတဲ့တင်းမိုးကိုဦးစီးပြီးတော့ဆစ်စင်ရေးဆောင်ရွက်စေဖို့ပါပဲ။ စစ်စင်ကြီးကတော့ပျောက်ဆုံးသွားတဲ့တံမာဘီတင်းမောကိုလိုက်လံရှာဖွေပြီးတော့ကယ်ဆယ်ရေးလုပ်ရမှာဖြစ်ပါတယ်။တီးတင်တီးလိုက်တဲ့အချက်လက်တွေကိုကပ္ပင်ဂျိုးကဖတ်ရှုလိုက်ပြီးတော့ချက်ချင်းပဲဖွေသားတွေကိုစူးစီးခိုင်းကစတင်ထွက်ခွာဖို့လုပ်ကြပါတယ်။ခွင်းနဲ့ပြန်နေတဲ့ဖွေသားတွေကိုပါမရရအောင်ခေါ်ဆောင်ပြီးတော့စတင်ထွက်ခွာဖို့လုပ်ပါပြီ။အဲဒီနောက်ကပ္ပင်ဂျိုးကတင်းမောတွေကိုတခန်းဝင်တခန်းပနဲ့လိုက်လံလေ့လာပါတယ်။ပြီးတာနဲ့တင်းမောတစ်စင်းလုံးကြားရတဲ့မိုက်ခရိုဖုန်းကနေတဆင့်သူတို့လုပ်ရမယ့်ကယ်ဆယ်ရေးအစီအစဉ်ကိုပြောပြပါတယ်။ ကပတင်ဂျိုးကိုဖွယ်သားတွေကတိတ်ပြီးတော့မယုံကြည်ကြတာကိုသိတာကြောင့်ဂျိုးကအားလုံးကိုဩဝါဒချွေနေခဲ့ပါတယ်။ဒါနာကြောင့်မှလည်းဂျိမ်းဆိုသူအမျိုးသမီးလှလှတယောက်ကဖိစ်နဲ့တိုင်ပင်နေပါတယ်။သူမရဲ့တာဝန်ကတော့ဒီကိစ္စကိုသမရစီကိုတနာရီတွင်းစီရင်ခံရမှာပဲဖြစ်ပါတယ်။ဒီချိန်မှာပဲတင်မော့ကစတင်ထွက်ခွာလို့ရပြီဆိုတဲ့အကြောင်းကိုကော့ဆိုတဲ့အရာရှိကကပတင်ဂျိုးစီကိုတင်လာပို့ပါတယ်။သူကကံကောင်းခြင်းကိုကိုစားပြုတဲ့တင်ကားပြားလေးတစ်ပြားကိုလည်းကပတင်ကိုပေးတယ်။ဒါပေမဲ့ဂျိုးကသူ့မှာစောင့်ထားပြီးသားတစ်ပြားရှိတာမို့ထပ်မယူတော့ဘူးလို့ညင်းလိုက်ပါတယ်။ ခုဆိုရင်တော့အာဂန်စစ်စင်ရေးရင်ကိုတင်မောကြီးဟာကပတိန်ဂျိုးရဲ့ဦးဆောင်မှုနဲ့စတင်ထွက်ခွာလာခဲ့ပါပြီ။ဒီနောက်မှာတော့ကပတိန်ကတင်မောကိုပေ300အထိဆင်းပြီးသွားဖို့စတင်အမိန်ပေးလိုက်တယ်။ဒီချိန်မှာရုရှားသမ္မတဇာဂါရန်ကလည်းရုရှားကာကွယ်ဝင်ကြီးချုပ်ဒူရော့ကနဲ့တွေ့ဆုံဖို့ရောက်ရှိလာတဲ့အချိန်ဖြစ်ပါတယ်။ဒူရော့ကအမေရိကန်ကရုရှားသမ္မတနဲ့စကားပြောဆွေးနွေးဖို့ကိစ္စအကြောင်းကြားထားကြောင်းကိုတင်ပြနေတာပါ။ဒီချိန်မှာကပတိန်ဂျိုးတို့တင်မောကတော့ကမ်းခြေကနေရေမိုင်40အကွာကို ရောက်ရှိနေခဲ့ပါပြီ။ ကပတိန်ဂျိုးကရေထဲမှာသူတို့တဲ့အရင်ရောက်နေနိုင်တဲ့တင်းမောတွေရှိနေနိုင်တာမို့တတိကြီးကြီးထားရမယ်လို့ပြောကာပင်လယ်ရေအောက်ကိုစကန်ဖက်ခန်းလိုက်ပါလေခဏနေတော့ရေဒါထဲမှာလှုပ်ရှားမှုတစ်ခုကိုစတင်မြင်တွေ့လာရပါလေအဲ့ဒါကတော့သူတို့ရဲ့နောက်တော့တင်းမောကြီးတံပါဘေးနှမြုပ်နေတာကိုမြင်လိုက်ရတာဖြစ်ပြီးတော့တည်ဆုံနေတဲ့စစ်သားတွေရဲ့အလောင်းတွေကိုလည်းမြင်တွေ့နေရတာဖြစ်ပါလေဒါနဲ့ကပတိန်ကဒီတင်းမောကိုဘလို့တော်ပီတိုအမျိုးအစားထိမှန်သွားတာလဲဆိုတာသိရဖို့အတွက်ကြည့်ထိသွားတဲ့နေရာကိုတေချာကြည့်ပါလေ ဒီမော့ဂိုရီမှာဒီမာလာတဲ့အပေါက်ကြီးကိုတွေးလိုက်ရတာကြောင့်ဒါဟာတော်ပြီးတော့တိမှန်သွားတယ်ဆိုတာကိုသိသွားခဲ့ပါပြီ။အဲနောက်သူကအားလုံးကိုအသင့်အနေထားနေကြဖို့အမိပေးလိုက်ပါတယ်။ပြီးတော့တံပါပီးဒီမော့ကိုရန်သူဘက်ကပြစ်ချလို့ကြာသွားတယ်ဆိုတဲ့သတင်းကိုဘာမှမသိသေးတဲ့ဌာနချုပ်က Ground Face ကိုသတင်းပို့ဖို့ပြောလိုက်ပါတယ်။ဒီချိန်မှာပဲသူတို့ရေဒါတွေကိုထူးဆန်းတဲ့အတန်လိုင်းတွေဝင်ရောက်လာပါတယ်။သူတို့ရှာကြည့်လိုက်တဲ့အခါမှာတော့သူတို့ခေါင်းပေါ်တဲတဲကလာနေတဲ့အတန်မျိုးဖြစ်နေခဲ့ပါတယ်။ သူတို့ကောင်းဖို့မရှိနေတာကတော့တော်ပီတိုတွေတည်ဆောင်လာတဲ့ရုရှားယင်ကိုတင်မောတစင်းဆိုတာကိုတော့အာဂန်ဆက်ကမသိသေးပါဘူးပြောရင်ဆိုရင်လည်းပဲအဲဒီရုရှားတင်မောကတော်ပီတိုတွေစတင်ပြက်ခတ်ပါတော့လေကပတင်ဂျိုးတို့အာဂန်ဆက်တင်မောလည်းရေးပေါ်အခြေအနေမှန်းသိတာမို့ပြန်လဲခုခံပြက်ခတ်ပြီးတော့ထွက်ပြေးရပါတော့လေကပတင်ဂျိုးကတော့ရုရှားတင်မောကိုပြန်ပြစ်ဖို့အမိန်ပေးပေမဲ့ပြက်ကွင်းမှာဘာမှမပေါ်တော့တာမို့အခက်တွေ့နေရပါပြီရုရှားတင်မောကရေကစားနေကြတဲ့မှာဝင်ပုံးနေတာမို့ရေဒါထဲမှာဘာမှမမြင်ရတာဖြစ်နေခဲ့တာပါ ။ဒါမဲ့နောက်တစ်ချိန်ထပ်ပြီးတော့စကန်ဖက်ရမှာတော့ရုရှားသင်္ဘောရဲ့လွတ်နေတဲ့အပိုင်းလေးကိုမြင်လိုက်ရတာကြောင့်ကပတိန်ဂျိုးရဲ့အာဂန်ဆက်ကပြန်လည်ပြစ်ခတ်လိုက်တာမှာထိမှန်သွားပြီးတော့ရုရှားသင်္ဘောလည်းမီးလောင်ပေါက်ကွဲသွားခဲ့ပါတယ်။ဒါမဲ့အချိန်မီလေးပြစ်လိုက်တဲ့တော်ဘီရို25ထပ်ထွက်လာပြီးတော့အာဂန်ဆက်သင်္ဘောစီကိုဥတီလာနေခဲ့ပါပြီ။ကပတိန်ဂျိုးကတော့ဒီတော်ဘီတိုတွေကိုရှောင်ရှားဖို့ပြူဟာသုံးမှရတော့မယ်ဆိုတာသိလိုက်ပါတယ်။ဒါကြောင့်ဂျိုးကတင်းမောကိုနင်းမြုံနေတဲ့တံပါဘေးတင်းမောရှိတဲ့နေရာကိုမောင်းခိုင်းလိုက်ပါတယ်။ တော်ဗီဒိုရီအနားရောက်ကနေမှာပဲကပ္ပတိန်ဂျိုကသူ့အာဂန်ဆက်တင်မောကိုဘန်ညာကိုအတကုံကွေးချခန်းလိုက်တာကြောင့်တော်ဗီဒိုရီဟာအာဂန်ဆက်ကိုမထီတော့ဘဲနဲ့ပျက်စီးပြီးသားဖြစ်တဲ့တံပါဘီတင်မောကိုပဲထိမှန်သွားပါတော့လေဒီပေါက်ကွဲမှုဟာပြင်းထန်လွန်းလာကြောင်းကပ္ပတိန်ဂျိုလိုက်ပါလာတဲ့အာဂန်ဆက်တင်မောအတွင်းပိုင်းထိတော်မှခါရမ်းသွားခဲ့ပါတယ်ဒီသတင်းကိုရုရှားသမ္မတဇာကာရင်ကကြားသိသွားခဲ့ပါပြီအမေရိကန်ရင်ခုန်တင်မောတစ်စင်းကရုရှားတင်မောကိုတိုက်ခိုက်ဖျက်ဆီးလိုက်တဲ့ဆိုတဲ့သတင်းကြောင့်ကာကွယ်ဝင်ကြီးဒူရော့ကတော့ပြန်တိုက်မယ်ပြန်လက်စားချင်မယ်လို့သမ္မတစီကိုခွင်တောင်းပါတယ် သမရကတော့စီးရီးကိုရှုံရှားကျင်တာကြောင့်အမေရိကန်သမရနဲ့အရင်ဆွေးနွေးအောင်မယ်လို့ဒူရော့ကိုပြန်ပြောပါရယ်ဒီချိန်မှာအမေရိကန်ဌာနချုပ်ကလည်းသူတို့အသင်းဘောဌာနမှာဘေးဟာရုရှားကြောင့်နေမြုပ်သွားရတယ်ဆိုတာကိုသိရှိသွားခဲ့ပြီပဲဖြစ်ပါရယ်ဌာနချုပ်ကလည်းလိုအပ်တဲ့ပြင်ဆင်မှုတွေကိုလုပ်လာတဲ့အပြင် Navy Sea တပ်ကလည်းရုရှားကိုအသင့်နေထားနဲ့ပို့ဆောင်ထားပြီဖြစ်ပါရယ်အဆိုပါစီးပွဲကလည်းရုရှားနိုင်ငံတွေကိုဝင်ရောက်လာပြီးတော့အသင့်နေထားနဲ့နေနေကြပါရယ်ပြီးတာနဲ့ထောင်လိုင်းရေးတော်ပြီးတော့တခုကိုရုရှားရေတပ်ကိုလွှတ်လိုက်ပါရယ်ကင်မရာကနေပို့ဆောင်နေတဲ့ချက်လက်တွေရ ရုရှားကာကွယ်ရေးဝန်ကြီးချုပ်ဒူရိုဟာသူ့ဘာသာသူစစ်ရေးအတွက်ပြင်ဆင်နေတာကိုမြင်နေရပါတယ်။ရုရှားသမ္မတဇာကာရင်ကတော့သူ့မိမိယာပဲဘာလို့စစ်သည်မော်တွေပြင်ဆင်နေရလဲလို့ဒူရော့ကိုမေးပါတယ်။တောက်ဖို့ကာကွယ်ရေးဝန်ကြီးဒူရော့ကတော့အမေရိကန်ဘက်ကကျူးကျော်လာခဲ့တယ်ရှိတော့အစင်းသည့်ရင်ဆိုင်လို့ရောက်အောင်လို့ပြင်ဆင်နေတာဖြစ်တဲ့အကြောင်းနဲ့ဒီနေရာကိုလည်းစစ်သည်တွေအလုံးဖြတ်တောက်ထားလိုက်ပြီးဖြစ်ကြောင်းသမ္မတကိုဖိန်လိုက်ပါတယ်။ဒီချိန်မှာတော့သမ္မတဇာကာရင်ဟာဒူရော့တယောက်ဘဲချီကိုလှမ်းနေတယ်ဆိုတာကိုသဘောပေါက်သွားခဲ့ပါပြီ။ ဒီနေ့အတိုင်းမှာပဲဒူရော့ကသမရကိုပါဖမ်းချုပ်လိုက်ပြီးတော့သမရရဲ့လူယုံတွေကိုလည်းပြစ်တက်လိုက်ပါတယ်။ဒီဖြစ်ဖြစ်တွေကိုအမေရိကန်နိုင်ငံကလည်းမြင်တွေ့နေရပြီးတော့စီးရဲဖွဲ့ကလည်းအနီးကပ်စောင့်ကြည့်နေပါတယ်။ဖြစ်နေတဲ့အချိန်ကတော့အမေရိကန်တွေကစတင်ကျူးကျော်လာသူတွေပါလို့အထင်ရောက်သွားအောင်ဒူရော့ကကြံစီကလှုပ်ယူနေခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ဆရာဆရာကြီးများအဖွဲ့ဟာဒီကိစ္စကိုဘလို့ကန်တွေရင်ကောင်းမလဲလို့စဉ်းစားကြပါတယ်။အရာရှိကြီးဖြစ်တဲ့အခြေအကြောင်ကတော့ဒူရော့ရဲ့အကြံစီအထမမြောက်သွားအောင်ဒူရော့ကိုတိုက်မယ်လို့ကြံပေးပါတယ်။ မမလာလာလေးဂျင်းကတော့စရေရမဆက်ဆံသေးပဲနဲ့အရင်ဆုံးဒူရော့နဲ့ဆွေးနွေးညီနိုင်မယ်လို့ပြောပါတယ်။ဂရွန်ဖစ်ကလည်းဒူရော့ဖန်ထားတဲ့ရုရှားသမ္မတကိုကဲထုတ်ပေးတာကိုအရင်ဆုံးလုပ်တင်တယ်လို့အကြံပေးပါတယ်။ဒါမှသမ္မတကဒီလိုအာဏာလုတဲ့ဖြစ်စဉ်ကိုကင်တွယ်နိုင်မှာဖြစ်တယ်လို့လည်း Face ကထောက်ပြပါတယ်။ဒီနောက်မှာတော့ Face ကဒီအတွက်လည်းသူစီစဉ်ထားကြောင်းနဲ့အထူးတပ်ဖွဲ့တစ်ဖွဲ့ကိုလည်းရုရှားနိုင်ငံထဲမှာစေလွှတ်ထားပြီးသားဖြစ်တယ်လို့ကြက်ကြက်လက်ကြက်နဲ့ဖော်လိုက်ပါတယ်။ တမရကတော့မိတို့ပင်စူစီကမူတိုက်ပွဲဝင်မှုအစဉ်သစ်ဖြစ်လာအောင်အားလုံးကိုပြင်ဆင်ထားကြတာကတော့ဒီဇိုင်းကာလာဘာညာအနေထားအရလည်းတင်းလျော်လိမ့်မယ်လို့တောက်ကျိုးနဲ့ပြတ်သားတဲ့အမိန်ကြီးချလိုက်ပါတယ်။နောက်ပြီးတော့ face ပြောတဲ့ရုရှားတမရအစဉ်လေးကိုကယ်မယ်ဆိုတဲ့အစီအစဉ်ကိုလည်းစဉ်းစားလိုက်မယ်လို့တမရကပြောပါတယ်။ဒီချိန်မှာကပင်ဂျိုးတို့အဖွဲ့လည်းရောက်ထဲမှာတမ်ပါဘေးကိုပြန်ကားပြေးချင်မရအောင်ပြင်းခဲ့တဲ့ရုရှားရင်ကိုတင်မောကြီးကိုနဲ့နစ်မြုပ်နေတာကိုအံ့ဩစရာတွေ့လိုက်ရပါတယ်။ဒါပြင်ကိုနဲ့တင်မောကြီးဘေးမှာလည်းတော်ပီဒိုထိမှန်ထားတဲ့အပေါက်ကြီးကြီးတစ်ခုကိုမြင်လိုက်ရပါတယ်။ ကပတိန်ဂျိုးတို့အုပ်စုလည်းငါတို့တံပါးဘေးကတလုံးမှမပြေးရသေးပဲနဲ့ဘောင်းမဲကြောင့်ရုရှားသင်္ဘောကဘဲကတော်ပြီးတော့မှန်ပြီးတော့မြုံနေရတာတော့ဟာဆိုပြီးတော့ကောင်းစားသွားပါလေဒါနဲ့အသေးစားကက်ကြီးတော့မှပဲဒီပစ်ချက်အားဘင်းကနေပြထားရမျိုးမဟုတ်ဘဲနဲ့အတွင်းထဲကနေဖောက်ခွဲထားတဲ့လောက်ကြံပြီးတော့ဖောက်ခွဲထားမှုတစ်ခုသာဖြစ်ကြောင်းသဘောပေါက်သွားပါတော့လေဒီတော့မှပဲရုရှားဘက်ကနေအမေရိကန်တွေကသူတို့ကိုစတင်တိုက်ခိုက်ပါတယ်ဆိုပြီးတော့ဘန်းလူသွေးလုပ်ဖို့အတွက်ဇလန်းစင်နေတာဖြစ်ရမယ်ဆိုတာကိုကပတိန်ဂျိုးကစီပေါ်ပေါက်သွားပါတော့လေ ဒါကြောင့်ကပတိန်ဂျိုးကအဲ့ဒီရုရှားတင်မောတွေကစစ်သားတွေကိုကယ်ရမယ်လို့အမိန့်ပေးလိုက်တယ်။တင်မောပေါ်ပါလာတဲ့တခြားအရာရှိတွေကတော့ကပတိန်ဂျိုးကရန်သူတွေကိုကယ်မယ်ဆိုတဲ့ကိစ္စကိုသဘောမတူကြပါဘူး။ကပတိန်ဂျိုးကတော့ငါပြောသလိုလုပ်ငါလုပ်သလိုမလုပ်နဲ့လို့အမြင်လူလေးတွေကိုမပြောခဲ့ပါဘူး။ခေါင်းဆောင်ပီတာစွာပဲတည်တည်ချာချာရှင်းပြပါရယ်။လက်ရှိချိန်နေရရုရှားကအမေရိကန်ကိုရန်စတာဖြစ်တာကြောင့်သူတို့နဲ့အတူရေအောက်မှာရှိတဲ့ရုရှားတင်မောကိုနဲ့ကိုလည်းရုရှားကြီးကွဲတွေကရည်ရွယ်ချက်ရှိရှိထိုးကျွေးလိုက်တာဖြစ်နိုင်ပါရယ်။ ါကြောင့်တို့အနေနဲ့ရုရှားသင်္ဘောကိုနဲ့ထဲကလူတွေကိုကယ်ပေးတင်ကြောင်ရှင်းပြလိုက်ပါတော့တယ်။ဒါကြောင့်ကပတိန်ဂျိုးတို့လည်းတက်ကယ်သင်္ဘောအသေးလေးကိုထုတ်ပြီးတော့ရုရှားသင်္ဘောတွေကသူတွေကိုကယ်ဆယ်ခဲ့ပါတယ်။ရုရှားသုံးဦးကတော့အေးခဲ့ပြီးတော့ဒေလူမတက်ဖြစ်နေရာကနေကန်ကောင်းထောင်းမှပြီးတော့ကပတိန်ဂျိုးတို့သင်္ဘောပေါ်ကိုရောက်လာခဲ့ကြပါပြီ။ကပတိန်ဂျိုးကကောင်းကောင်းမွန်မွန်ဂျိုးဆိုပြီးတော့ဆရာဝန်နဲ့တရားစစ်ဆေးပါတယ်။ပြီးတော့ပါလာတဲ့သုံးဦးတွေကကပတိန်ကိုတော့တရားခွဲထားစေခဲ့ပါတယ်။ဒီချိန်မှာပဲကပတိန်ဂျိုးတို့စီကိုအထက်ကစစ်စင်ရေးတစ်ခုထပ်ပေးပြန်ပါတယ်။အဲနာကတော့ရုရှားရည်တဲ့အနီးနားအထိကိုကတ်သွားရမှာဖြစ်ပြီးတော့ အမေရိကန်ထိုးတက်ဖွဲ့နဲ့ပူးပေါင်းကရုရှားသမ္မတဇဂါရင်ကိုကယ်ဆယ်ပေးခဲ့ရမှာပဲဖြစ်ပါတယ်။အဲဒီနေရာမှာရုရှားစစ်သည်မော်တွေအများကြီးစုပြုံပြီးတော့ဆောင်ဆိုင်နေတာကြောင့်စမုံတုံးသွားနိုင်ပေမဲ့လေဒရိုက်တာကသွားခိုင်းတာကြောင့်ဩမဟုတ်ပါဘူးအထဲမိတ်ရသွားရမှာဖြစ်တာကြောင့်ကပတိန်ဂျိုးလဲစတင်ထွက်ခွာပါတော့တယ်။ပြဿနာကတော့ problem ပါ။ဘာ problem လဲဆိုရင်တော့သူတို့အနေနဲ့ရုရှားစစ်သည်မော်တွေရဲ့ရေဒါလေးကိုမဝင်ဘဲနဲ့ရုရှားသမ္မတကိုသွားပြီးတော့ကယ်တင်လာဖို့ဆိုတာကကျောင်းထဲအောင်နဲ့ဆလီနာဂိုမက်တို့ရဲ့အချက်လိုပဲပြက်ဖို့လုံးဝလုံးဝမဖြစ်နိုင်တဲ့ကိစ္စကြီးပါ။ ဒီတော့သူတို့လည်းဝိုင်းဖွဲ့ပြီးတော့ဖေးရိုက်ကြတာမျိုးပဲနဲ့အဖြေရှာကြပါတော့တယ်။ဒါမဲ့ဒီလိုလုပ်ဖို့အတွက်ကတော့သူတို့ကိုလမ်းပြပေးနိုင်သူတအုံးမအဆင်ပြေမှာမဟုတ်ပါဘူး။ဒါကြောင့်ကပတိန်ဂျိုးတို့ကသူတို့ကယ်တင်ပေးထားခဲ့ရုရှားကပတိန်ကြီးကိုတွားတွေ့ပြီးတော့သူတို့ကအခုရုရှားသမ္မတဇဂါရင်ကိုကယ်ဖို့ကြိုးစားနေတာဖြစ်ကြောင်းကပတိန်ကြီးအနေနဲ့လည်းပူးပေါင်းဆောင်ရွက်ပေးဖို့အလိုရှိကြောင်းကိုတွားပြောပါရတယ်။ရုရှားကကပတိန်ကြီးကတော့အမေရိကန်တွေကသူတို့တင်မောက်ကိုပြစ်ချတယ်လို့ထင်နေခဲ့တာပါ။ ဒါမဲ့ကပိန်ဂျိုးကတက်တည်တက်ခါရရနဲ့ရှင်းပြလိုက်တော့မှာပဲရုရှားသင်္ဘောကိုအမေရိကန်ကပြစ်တာမျိုးပဲနဲ့ရုရှားဘက်ကလုံခြံမှုကြောင့်အပင်ပိုင်းကနေပေါက်ကွဲထွက်ပြီးတော့အိုင်ပေါ်ဖြစ်သွားခဲ့တာအမေရိကန်ဘက်ကဆွဆွဲထားတယ်ဆိုတာကိုနားလေသွားခဲ့ပါတယ်ကပိန်ဂျိုးကတော့ငကန်းသစီမကြောက်ဆိုသလိုပါပဲသင်္ဘောကိုရုရှားကပိန်ကြီးရဲ့လက်ကိုရွယုံကြည်ကြည်အနှံန်လိုက်ပြီးတော့လမ်းပြစေပါတယ်ဘာကိုဒုတိယကပတိန်ကမကျေနပ်ဖဲနဲ့ရန်သူတင်မောကပတိန်ကိုဒီလိုလုပ်ပိုင်ခွင့်ပေးလိုက်ရင်အကုန်လုံးတောက်ကျိုးနဲ့ကုန်မယ်လို့ပြောတာကပတိန်ဂျိုးကိုဖြဲပါတော့လေ ကပတိန်ဂျိုးကတော့ဂယုမဆိုင်ခြင်းလူပညာစာအုပ်ကိုခေါင်းအုပ်ပြီးတော့အိတ်သားသူမို့လို့ဘသူကမှဂယုမဆိုင်ဖဲနဲ့ရုရှားကကပတိန်ကြီးကိုယုံကြည်ခဲ့ပါတယ်။အဲနောက်ရုရှားကကပတိန်ကြီးကလည်းတင်းမော့ကိုရေဒါနဲ့လော့ကင်းမဲ့လမ်းကြောင်းကနေတွားပြီးခဲ့ပါတယ်။ဒီနောက်မှာတော့ကပတိန်ဂျိုးကရုရှားသမ္မတနဲ့တကွအထူးတပ်ခွဲကိုကယ်တင်ခဲ့ဖို့အတွက်သူ့ရဲ့လူတွေကိုကုန်းမော်ကိုလွတ်လိုက်ပါပြီ။ဒီချိန်မှာကုန်းမော်ကထူးတပ်ခွဲကလည်းရုရှားသမ္မတဇဂါရင်ကိုကယ်ဆယ်ဖို့အစွမ်းကုန်စူးစမ်းနေတဲ့ကြာရှုံးသူတွေလည်းရှိလာပါတယ်။နောက်ဆုံးမှာတော့သမ္မတကိုရင်ကိုတင်းမော့ရဲ့ရောက်အောင်ပို့ဆောင်ပေးနိုင်ခဲ့ကြပါတယ်။ တို့ရောက်နေတာကိုသိသွားတဲ့ရုရှားစစ်သည်မော်တွေကလည်းဂုံးဘော်ကနေစတင်ပြက်ခတ်နေခဲ့ပါပြီ။ဒါကြောင့်ရုရှားကပတိန်ကြီးနဲ့ကပတိန်ဂျိုးတို့နှစ်ဦးပေါင်းပြီးတော့စကေးတွေပြပြီးတော့ရုရှားဘက်ကတိုက်ခိုက်မှုတွေကိုခုခံဖို့လှုံ့ချပါပါတယ်။ဘလို့မှပြေးစရာမရှိတော့တဲ့အဆုံးမှာတော့အာဂန်ဆက်သည်မော်ကြီးကိုပင်လယ်ကြီးအောက်မျက်နှာပြင်အထိကိုထိုးကပ်ပြီးတော့ရပ်တန့်ထားလိုက်ရပါတယ်။တို့သည်မော်တွေကိုလည်းရေရေစိတ်ဝင်လာပြီးဖြစ်တာမို့အချိန်တွေအများကြီးမကြံတော့ပါဘူး။ဒါကြောင့်နောက်ဆုံးစူးစမ်းမှုအနေနဲ့သူတို့ကိုတတ်ဖို့လာနေတဲ့ရုရှားစစ်သည်မော်ကြီးကိုဆက်သွယ်ဖို့အတွက်ကပင်ဂျိုးကကြံထုတ်လိုက်ပါတယ်။ ပြီးတော့သူကိုယ်တိုင်မဆက်သွယ်ဘဲနဲ့ရုရှားကပတိန်ကြီးကိုလူမိုက်ငားလိုက်ပါတယ်ရုရှားကပတိန်ကြီးကလည်းသူငယ်ငယ်ကတင်ပေးထားတဲ့ထင်းချောင်းပြသပေးခဲ့တဲ့သူတပည့်တွေရှိနေတဲ့ရုရှားစစ်သည်မောကြီးစီကိုဆက်သွယ်ကငါသားတို့ငါ့ကိုအမေရိကန်စစ်သည်မောကြီးကကယ်ဆယ်ထားလို့ငါခုမင်းတို့အောက်မှာရှိနေတယ်လို့ပြောလိုက်ပါတယ်မင်းတို့တွေရင်တော့ငါလည်းပြန်လုံတော်မူသွားလိမ့်မယ်မပြစ်ကြပါနဲ့လို့ပြောပြီးတော့တော်ကီနဲ့ချုပ်လိုက်ပါတယ်ဒီစကားတံကိုရုရှားသင်္ဘောကကြားသွားပြီးတော့ငါတို့ဆရာသမားရှိနေတာမို့ငါတို့မပြေပဲနေကြမယ်လို့အဆုံးဖြတ်လိုက်ကြပါတယ် ဒါမဲ့လေကာဝေးဝင်ကြီးချုပ်ဒူရော့ကတော့ဆရာရီပါရီလုံအနေနဲ့ငားမိန်ပေးတယ်ကွာချဆိုပြီးတော့အချက်တည်တုံးခိုင်းပါတယ်။အမေရိကန်ဘက်ကလည်းမင်းတို့တော်ချခွင့်ပေးသေးတာငါတို့လည်းချမယ်ကွာဆိုပြီးတော့ချဖို့အစဉ်သင့်ပြင်နေကြပါတော့တယ်။ဒူရော့ကလည်းသူကိုကဲနေတဲ့နေရာကနေကပ္ပတိန်ဂျိုးတို့ရှိနေတဲ့တင်းမော့ကိုချိန်ရွယ်ကဒရက်ဆက်ပြစ်ခတ်ပြီးတော့ဇက်သိမ်းမှုအကြီးစံတွေလွှတ်လိုက်ပါပြီ။ဒီချိန်မှာပဲရုရှားကပ္ပတိန်ကြီးရဲ့တပည့်သားမျိုးတစုရှိတဲ့ရုရှားတင်းမော့ကြီးဟာဒူရော့ပြစ်လိုက်တဲ့ဒုံးကြီးတွေကိုကြားထဲကနေဖြတ်တောက်ပြီးတော့ပြစ်ခတ်လိုက်တာကိုအံ့ဩဖွယ်မြင်တွေ့ခဲ့ရပါတယ်။ ပြည်ထောင်စုရုရှားသင်္ဘောဟာဒူရော့ရှိနေတဲ့ထင်းချုပ်ခန်းကိုချိန်ရွယ်ပြီးတော့စီးသမျှဒုံးကျည်တွေကိုပစ်ခတ်လိုက်တာကြောင့်ဒူရော့ရဲ့အုပ်စုလည်းနာကာသွားရပါတယ်။ဒီတော့မှပဲကပတိန်ဂျိုးတို့လည်းလොမြောက်သွားကြပြီဖြစ်ပြီးတော့ရုရှားနဲ့အမေရိကန်တို့လည်းဆက်မက်ဖြစ်ပွားမဲ့အနေအထားကနေလက်မတင်လေးလොမြောက်သွားခဲ့ပါတော့တယ်။ဒီမှာနေမဲ့ဇလန်လီကပြီးဆုံးသွားခဲ့ပါပြီ။အစောနေ့နားဆင်ပေးမှုတွေလည်းကျေးဇူးတူပဲတင်ရှိပါတယ်။